ညှို့ယူဖန်ဆတတ်တဲ့တဘာဝတော်ရင်လောကမှာအသက်ရှင်တဲ့ရဲ့အတွက်စိန်ခေါ်မှုတွေဟာချိန်တိုင်းရှိနေပါတယ်အခုလေအာဖရိကန်ကျွဲအုပ်တုံးဟာရေပြင်ကျဲကြီးကိုဖျက်ကျော်ဖို့ကြိုးစားရင်းနဲ့သူတို့ရဲ့ကြီးမားတဲ့ကိုခန္ဓာတွေနဲ့ဥကြိုတွေကမြေပေါ်မှာဆွရင်ကြောက်စရာကောင်းပေမဲ့ဒီရေထဲမှာဆွရင်တော့အန္တရာယ်ကတိတ်တဆိတ်ဆောင်းကြုံနေတတ်ပါတယ်။အခုလေရုတ်တရက်ဆိုသလိုပဲရေအောက်ကနေမထင်မှတ်တဲ့ရန်သူတကောင် ပေါ်လာခဲ့ပါပြီ။ ကြီးမားတဲ့မိချောင်းတကောင်ကကျွဲတကောင်ရဲ့နှာခေါင်းကိုခိုင်မာဖမ်းဆုပ်ထားလိုက်ပြီးတော့သူ့ရဲ့အားရင်အပြင်နဲ့ရေထဲကိုဆွဲချဖို့ကြိုးစားနေပါတယ်။တဘာဝါရဲ့မဲလိုက်နီးအတိုင်းပဲရေထဲဆွဲချပြီးအသက်ရှူကျက်စေဖို့သူ့ရဲ့ခန္ဓာကိုယ်ကိုလှည့်ပတ်ဆွဲငင်နေတာပါ။ဒါပေမဲ့အာဖရိကန်ကျွဲတွေကလက်လျှော့မဲ့တတဝါတွေမဟုတ်ပါဘူး။သူတို့ရဲ့အုပ်စုဝင်တယောက်ကအနည်းနဲ့ရင်ဆိုင်နေရတဲ့အခါမှာဂျန်တဲ့အဖွဲသားတွေကလည်းလစ်လျူရှုမထားကြပါဘူး။ ကျဲအုပ်ရဲ့ခေါင်းဆောင်သူတကောင်ဟာနောက်ပြန်ဆုံမသွားဘဲနဲ့မိချောင်းကိုဥကျုံနဲ့ဝှေ့ဖို့အတွက်ပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်ဖို့အသင်ဆောင်နေပါတယ်။မိချောင်းကလည်းမလွတ်တမ်းကြိုက်ထားပြီးတော့ကုန်းပေါ်မရောက်အောင်အတင်းဆွဲထားပါတယ်။ကျောင်းမဖွေရကောင်းတဲ့ရုံးကံမှုတွေအပြီးမှာတော့ကျွဲကမိချောင်းရဲ့ဆွဲအားကိုတွန်းလှန်ပြီးတော့ကုန်းမြေ၆စီကိုဥတီလျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ရေပြင်ပေါ်ကိုရောက်တာနဲ့တပြိုင်နက်မိချောင်းကြီးကအခြေအနေမလှတော့ဘူးဆိုတာသိလိုက်တဲ့အတွက်ဖမ်းဆုပ်ထားတာကိုလွှတ်ချလိုက်ပြီးရေထဲကိုတိတ်တဆိတ်ပြန်လည်ဆင်းသက်သွားပါတော့တယ်။အဲ့လိုမှမဟုတ်ရင်ကုန်းပေါ်မှာအခြေအနေကမလှတော့ဘဲနဲ့ကျွဲအုပ်ကသူ့ကိုပြန်ပြီးတော့အနေရပြုမှာကိုသူ့ရိမ့်မိနေပါတယ်။အသက်ရှင်သန်ဖို့အတွက်တိုက်ပွဲတစ်ခုရဲ့ရှားလက်ဟာကျွဲအုပ်ရဲ့စီးလုံးညီညွတ်မှုကြောင့်အောင်မြင်မှုရခဲ့တာကမျက်မြင်ကိုတွေ့ပါပဲ။ တော်ရိုင်းတိရိစ္ဆာန်တွေနေထိုင်တဲ့တဘာဝလောကကြီးထဲမှာဘသူ့ပေါ်မှာမယုံကြည်ရဘူးဆိုတာဒီဗီဒီယိုကသက်သေပါပဲအထူးသဖြင့်အနေရကိုမမြင်နိုင်တဲ့ခြေထဲမှာဆိုရင်ပေါ့ဒါပေမဲ့တစုတစီတဲ့နေထိုင်ခြင်းရဲ့စွမ်းအားကအနေရပေါင်းစုံကိုတွန်းလှန်နိုင်တဲ့ဆိုတာကိုဒီဗီဒီယိုကတော့သက်သေပြသွားခဲ့ပါပြီ။